ဒီမွေးနေ့မှာလာဆုံးမဲမဲမျက်နှာလို့တနာရကောဝဲပြီးမင်းရမွေးနေ့မှာတစံဖန်ကိုအပေးနာစီနေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်ပရိသတ်များအားလုံးအတွက်အမတ်တရားနေဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပြရောမှာဖြစ်ပါရှင်မတူရဲ့အစံ FM တဆင်ပရိသတ်များရှင်မှတ်တရားနေ့အစီအစဉ်ရဲ့မွေးနေ့ဆုတောင်းအစီအစဉ်လေးကနေပြီးတော့ဒီနေ့ပထမဦးဆုံးအနေနဲ့မွေးနေ့ဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ရန်ကုန်မှာနေတဲ့မတ်သူစာဆိုညုံပဲဖြစ်ပါတယ်။ရန်ကုန်မှာနေတဲ့မတ်သူစာဆိုညုံရဲ့23နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ရန်ကုန်မှာနေတဲ့တငယ်ချင်းတွေဖြစ်တဲ့ကိုတီဟာစောကိုမျိုးမင်းအောင်ကိုတန်းစင်ဖြူမတ်ရီရီတန်မတ်ရှင်လေးဝေမတ်ပပဆန်တို့ကပအဝင်ဆုတောင်းပေးလာပဲဖြစ်ပါရှင်။ ပရိသတ်များရှင်ဆက်လက်ပြီးရောမတရားနေစီစဉ်ရဲ့ဝင်းနေဆူတောင်းစီစဉ်လေးမှာဆူတောင်းပေးရအောင်မယ့်ဝင်းနေရှင်ကတော့နေပြည်တော်မှာနေတဲ့ကိုတီဟောင်းဝင်းနိုင်မယ်ဖြစ်ပါတယ်။နေပြည်တော်မှာနေတဲ့ကိုတီဟောင်းဝင်းနိုင်ရဲ့28နှစ်ပြည့်ဝင်းနေအတွက်ကိုတော့နေပြည်တော်မှာနေတဲ့မင်းမင်းခိုင်နဲ့မိုးမိုးခိုင်တို့ကနေပြီးတော့ပအဝင်ဆူတောင်းပေးလာမယ်ဖြစ်ပါရှင်။ စံဖန်ရဲ့ပြည်သက်တွေအားလုံးကိုမတရားနေ့အစီအစဉ်ရဲ့ချက်ချင်းစီစဉ်လေးကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်ရှင်ပြည်သက်များရှင်ဒီနေ့မတရားနေ့အစီအစဉ်ရဲ့ချက်ချင်းစီစဉ်လေးမှာပါဝင်လာတဲ့သူတွေကတော့ မတရားမာနေတဲ့မနန်းဟိမန်နဲ့မနန်းစင်ထွေးတို့ပဲဖြစ်ပါတယ်။သူတို့ကတော့မိတိလာမာနေတဲ့ကိုကြီးပြေဆောင်အောင်နဲ့မန္တလေးမာနေတဲ့မမစုစုမီတို့ရဲ့ချစ်သူတတန်နှစ်နှစ်ပြည့်အတွက်ကိုပောင်းဝင်တောင်းဆိုပေးလာပဲဖြစ်ပါရှင်။ သစဉ်ပရိသတ်များရှင်မတရားနေ့အစီအစဉ်ကိုတော့ချွတ်တင်ဆက်ပေးကြတာဖြစ်ပါရှင်ပရိသတ်ကြီးကမတရားနေ့အစီအစဉ်ကနေပြီးတော့ဝင်နေရှင်နေတဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာစနေမောင်နေ့နေအားလုံးအတွက်ကိုစုမော်စကားလေးတွေတောင်းပေးခြင်းနေဆိုရင်တော့သစဉ်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3336391639ကို နေ့စဉ်နေ့လယ်၁၇နာရီကနေ၁၂နာရီအတွင်းမှာမိမိတောင်းဆိုပေးခြင်းနဲ့နေရမတန်ခင်၃ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။သစရဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3336391639နဲ့အတူတူသစရဖန်အနာတိတ်မဲ့ YouTube Channel မှာလည်း comment လေးနဲ့အတူပါဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်ဒီနေ့ရဲ့မတရားနေ့အစီအစဉ်ကနေပရိသတ်တွေအားလုံးကိုနှုတ်ဆက်လိုက်ပါရှင်။